ကိုင်းမြို့မြမဗီနီယာတစ်ပါလွာအချောတဲ့ဆက်ယုံကအလုံသမား120ကျော်ဧပြီလ6ရက်နေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဒီသတင်းကိုတော့ကိုအောင်အောင်သတင်းပေးပို့ထားပါတယ်ရှင်စကိုင်းမြို့မြမဗီနီယာတစ်ပါလွာချောတဲ့ဆက်ယုံမှာလုံသမား120ကျော်ကိုအပြစ်မဲ့လုံးမှထုတ်ပယ်မှုကိုမကျေနပ်ခဲ့လို့မက်စလာကနေစတင်ပြီးဆက်ယုံရှိမှာလုံသမားတွေထန်တဲ့ပိတ်ပြုတ်လောက်ခဲ့တာပါ ရပောင်း30ကျော်ထိထန်သပိတ်ပြုလုပ်ခဲ့ရာဆက်ယုံတာဝန်ရှိသူလူကြီးများလာရောက်ဖြည့်ရှင်းညှိနှိုင်းမှုမရရှိခဲ့တဲ့အတွက်ဧပြီလ6ရက်နေ့ကဆက်ယုံလို့သမ120ကျော်ကတရားဝင်ခွင့်ပြုမိတ်ဖြင့်စံတာထုတ်ဖော်ခဲ့ကြတာပါလုံးမဝင်ကြည်ဌာနခွန်မာရီယာမင်းကြတာကိုမှကောင်တွယ်ဆောင်ပေးခြင်းမရှိသလိုလာရောက်ညီနိုင်ဆောင်ပေးခြင်းလည်းတကြိမ်တခါမှမရှိခဲ့ဘူးတယောက်တည်းဖြည့်ဖြည့်ဆောင်မှုကိုလည်းမရှိသည့်အတွက်ကြောင့်ကျွန်တော်တို့တွေကအများဆုံးလာရောက်ဖြည့်ဖြည့်ဆောင်ပေးဖို့ဆိုပြီးတော့လမ်းမထွက်ပြီးတော့ကျွန်တော်တို့စီတန်းလက်လက်ဆန္ဒပြရတာပါခင်ဗျ ဒီလိုလမ်းပေါ်ထွက်ပြီးတော့စန္ဒာထုတ်ပေါ်တဲ့ပြီးတဲ့နောက်ပါမှာဖြည့်ရှင်းဆောင်ပေးခြင်းမရှိဘူးဆိုရင်တော့တိတယ်မြင့်တဲ့သပိတ်ရှင်တင်တဲ့ဥစားတွေကိုနောက်ထပ်တရေကြာနေရကြမှာပဲကျွန်တော်တို့အချိန်မြင့်တင်သွားမှာပါခင်ဗျာပစ်ပါလွာချောတဲ့ဆက်ယုံကအလုသမားတွေကစာချုပ်ပါဥပဒေအပြစ်မဲ့အလုံးမှာထုတ်ဖယ်မှုကိုမကျေနပ်ခဲ့လို့မက်စလာကနေစန္ဒာထုတ်ဖော်ဖို့ခွင့်ပြုမိတ်စာတင်ခဲ့ပေမဲ့အရင်ဆိုရကခွင့်ပြုမိတ်ချမပေးခဲ့ပါဘူး ရတဆူကတက်လာခဲ့ပြီးနောက်ဧပြီလ6ရက်နေ့မှာခွင့်ပြုမိန့်ချပေးခဲ့တဲ့အတွက်ဥဆောင်သူတို့ကမယူသားဘူးလို့ပြောဆိုခဲ့ပါတယ်။အလောက်ရှင်ကအလောက်ထောက်ထားတာတရားမျှတမှုလုံးဝမရှိခဲ့ပါဘူး။အလောက်ရှင်ဘက်ကနေပြီးတော့စာချုပ်ဖောက်ပြပြီးတော့ပဲဒီလုံသမား128ဦးကိုလှုပ်ထုတ်ခဲ့ပါတယ်။လှုပ်ထုတ်ခဲ့ပြီးတော့လည်းတက်ဆိုင်ရာဌာနတွေကလုံးဝဖြည့်ရှင်းမပေးခဲ့ပါဘူး။ကျမတို့38ရက်ရှိပါပြီဆန္ဒထုတ်ခေါ်တာ။သူတို့လုံးဝဖြည့်ရှင်းမှုမရှိလို့တရားဥပဒေကလည်းမဖြည့်ရှင်းပေးသလိုစက်ရုံဘက်ကလည်းဘာတာဝန်ယူမှုမှလည်းမလုပ်ပေးထားလို့မလို့ခုလိုလမ်းလျှောက်ပြီးတော့ ဆန္ဒပြရတာပါရှင့်ကျွေးကြော်တန်ခုနှစ်ချက်နဲ့ဆန္ဒထုတ်ဖို့ခဲ့ရဥပဒေမဲ့အလုပ်ထုတ်ခံရတော့အလုပ်သမားများဂျားကာလနင်းနာခြင်းနဲ့အတူအလုပ်ပြန်လည်ရရှိရေးအလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ပါအခွင့်အရေးများရရှိရေးစက်ရုံအတွင်ညှိနှိုင်းရေးကော်မတီအဖွဲ့အစည်းပေးရေးနိုင်ငံခြားတရားအုပ်ချုပ်မှုအလိုမရှိတောင်ဝင်ရှိလူကြီးမင်းများအများဆုံးလာရောက်ဖြည့်ရှင်ပေးရေးဆိုတဲ့ကျွေးကြော်တန်တွေနဲ့တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြတာပါလုံရှင်ကအလုပ်သမားတွေ128ဦးကိုဥရိမဲ့လှုပ်ထုတ်လို့ကျွန်တော်တို့ကစပိတ်စမောက်ခဲ့တာပါ ရင်းပေါ်တဲ့ချိန်မှာအစိုးရဘက်ကလည်းဟိုလာရောက်ဖြည့်ချင်းပြင်းမရှိမရှိတဲ့အတွက်ကြောင့်မို့တော့တပိတ်ကရက်ရှိလာခဲ့တယ်။ပုံမှန်တော့ပေါ်ရလှုပ်ရှင်လှုပ်ရှင်လှုပ်သမားနှစ်ဦးနှစ်ဦးထိတ်တိုက်ပေါ်ဇွဲကုန်မှာလှုပ်ရှင်ကနေဟိုအစိုးရဘက်ကနေဖြည့်ချင်းပြင်းရမယ်။ဟာတွေလည်းဘာတစ်ခုမှလုံမပေးခဲ့ဘူး။အခုချိန်ထိဆက်ရုံရှိမှထန်တပိတ်ပြုတ်လုံနေကြပါတယ်။ဆက်ယုံမှာတာဝန်ရှိသူတွေကိုမေးမြန်းတဲ့အခါဆက်ယုံပန်ရှင်ကနိုင်ငံသားမှနေထိုင်တဲ့ဆိုပြီးဖြေကြားတာတော့မရှိပါဘူးကျွန်တော်အောင်အောင်ပါ